တောက်ချာနေမွေသူအားလုံးမင်္ဂလာပါ2025ဇူလ10ရက်နေ့နဲ့9ရက်နေ့တော်တွင်ကကိုယ်တွေကောင်းတဲ့ကာလတစ်ခုဖြစ်တဲ့မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဘဝတိုးတက်မယ်ရှင်မန်းချက်တွေကိုရှေ့တိုးလုပ်ကြရင်တော့ကောင်းသောကံဖွင့်တဲ့အရဝေးနဲ့ဆက်ဆက်တဲ့သတင်းတွေဂျုံတွေ့ရမယ် အပြန်ဆိုင်အားလုံးကိုအောင်မြင်နိုင်တယ်။ပညာသင်တန်းနဲ့ပတ်သက်တဲ့ကံကောင်းတဲ့ကာလတစ်ခုလည်းဖြစ်တယ်။ငွေကြေးကုန်ကြများနေမယ်။တရက်နေ့ကရန်တိုက်ခံရလို့နဲ့ဂျုံတွေ့ပြီးမှ အလိုရှိရာပြည့်စုံခြင်းကိုချုံမယ်။နှစ်ရက်နေ့မှာအနောက်ဆက်ကြမှာတလန်းပေါ်မယ်ထင်မှမှုတွေကိုဖြည့်ဆင်းရမယ်။သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတလန်းပွဲမယ်။ လေးရက်နေရခရီးကိစ္စအစဉ်ပြေမယ်ဘဝတက်လန်းဖွင့်မယ်၅ရက်နေမှာဝေကြီးကံကောင်းမယ်လက်ဖွင့်မယ်လိုရာပြည့်စုံမယ်၆ရက်နေရရန်တိုက်ခတ်နေရှင်ပြီးတော့မယ်မှန်းနာတဲ့လက်တွေနဲ့ကွာဟမယ်၇ရက်နေမှာပေါ်ပေါက်လာတဲ့ခွေရည်သစ်တွေကိုလက်တွေသုံးချပြီးအရာရာစင်ပြေမှုနဲ့တိုးတက်မှုရရှိမယ်မတော်တဆထိခဲ့မှုအနေနဲ့ဖြစ်တတ်တဲ့ရက်နေရရှိတယ်ဂျွနာတရက်နေနဲ့ဂျွနာလေးရက်နေတို့ဖြစ်ပါတယ် ဂျွန်လ၁ရက်နေ့မှာမြောက်ရက်ကိုတည်သွားခြင်းနဲ့ဖြစ်တတ်တယ်။မနေ့ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်တွင်ဖြစ်တတ်တယ်။ဂျွန်လ၄ရက်နေ့မှာအရှိရက်ကိုတည်သွားခြင်းနဲ့ရှိတတ်တယ်။မနေ့9နိုင်ခွဲနဲ့ကိုနိုင်တွင်မှာသွာလာနေထိုင်ကျဆက်အမယ်။ဒီကာလတော်တွင်မှာကြာသာပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနင်္လာနေ့ တောက်ကြနေမွေးသူတွေဒုက္ခပေးတတ်ပါတယ်369ခုကနန်းနေကြိုးပေးတယ်အပြာရောင်ညောင်ချက်သွေးရောင်တို့ဝှစ်စစ်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါစပယ်ပန်းပွင့်ဖျားကတ်သူပူဇော်ပြီးလိုရာဆုတောင်းရင်ဆုတောင်းပြပါမယ်ယေရှုတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဂျွန်လ10ရက်နေ့ရက်နေ့ ခွန်ကြီးနေတော်တွေဟာကောင်းသောကံကြမ္မာနှွမ်းမှုတဲ့စိတ်ချမ်းသာမဲ့လူရပြည့်စုံမဲ့ကောင်းသောမင်္ဂလာကိစ္စများပဝင်ပတ်သက်ရမဲ့စုပေါင်းလုပ်ငန်းအကျိုးပေးမဲ့မိကောင်းဆွေကောင်ထောက်ကူရမဲ့အလုကံကံကောင်းမဲ့တရနေ့ဟာမိကောင်းဆွေကောင်ထောက်ကူရင်းနဲ့ဘဝတိုးတက်မှုကိုရမဲ့အဲ့ဒီမှာမြောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့စနေတိုင်းကွဲမှာစနေတိုင်းတွင်သွားလာကြည့်ဆက်မယ် နေ့ရက်နေ့မှာခီးကံကောင်းမယ်လူမျိုးဝဲချိုးပေးမယ်ရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်ချိုးပေးမယ်၃ရက်နေ့မှာငွေရေးချေးကံဘဝကံတိုးတက်မယ်ရည်မကြအောင်မြင်မယ်၄ရက်နေ့မှာမတော်တဆထိခိုက်မှန်တဲ့ကူဆက်ရမယ်အရှိရကုတီသွားစဉ်အနေဖြစ်တတ်တဲ့မနေ့9ရက်နေ့ခွဲနဲ့9ရက်တွင်ကူဆက်ရမယ်၅ရက်နေ့မှာဆုံးဖြတ်ပြီးရှေးတိုးလှုပ်တဲ့ကိစ္စတို့မှကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်၆ရက်နေ့အထူးကံကောင်းမယ် ရာရာဆင်ပြေပဲခက်ခဲပြေရှင်းနိုင်မယ်။ခုနှစ်နှစ်မှာအပြန်ဆိုင်ကြမှဘဝတိုးတက်မှုအောင်မြင်မှုတွေကိုစနစ်တကျဖန်တီးနိုင်ခြင်းကြိုးပမ်းခြင်းရှိမယ်။တနည်းလာနေအင်္ဂါနေ့တောက်ကြနေမွေးတွေတစ်ပတ်တွင်ကြိုးပမ်းမယ်။ဇာသာပတိနေ့စနေနေ့မွေးသူတွေတစ်ပတ်တွင်ဒုက္ခဖေးမယ်။၃၆ခုကနန်နေကြိုးပေးတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ အနီယောင်ဖဲကျိုးစာကိုအထုံးစုံထုံးထိုးပြီးပိုက်ဆိုင်တဲ့ထဲဆောင်မှာလက်ပွင့်ခြင်းကံပွင့်ခြင်းနဲ့ကောင်းခြင်းကံတွေရရှိပါမယ်ကျေးဇူးတင်ပါတယ်တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ10ရက်နေ့နေ့ခொနည်းနေ့အတွက်မှာစီးပွားကံကောင်းမယ်ငွေဝယ်မယ်ရသည်ရတတ်စီများလက်ဝယ်ပြန်ရမယ် လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်လက်လွန်သောငွေကြေးပစ္စည်းပြန်လည်ရရှိခြင်းနဲ့အကျိုးပေးခြင်းကြောင့်မယ်ဘဝအဆင့်တိုးတက်မယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်လိမ့်မယ်တရက်နေ့မှာအရာရာဆင်ပြေမယ်သို့သောအမြောက်ရက်ကိုတည်သွားစရာညရှိတတ်တယ်မနေ့စနေနိုင်ခွဲနဲ့ဆက်နိုင်ကြသတိထားရမယ်နေ့ရက်နေ့ရရန်တိုက်ခနေနဲ့ရှင်ပြီးလောက်ရမယ် မူလစီစဉ်တာနဲ့လက်တွေ့ကြရမယ်။၃ရက်နေမှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိ။၄ရက်နေမှာအပြိုင်ဆိုင်ချားမှာတိုးတက်မှုကိုရမယ်။အခက်အခဲအလုံးကိုကျော်လွှားပြီးဘဝအောင်မြင်မှုကိုရမယ်။အရှိရကိုတည်သွားစေနိုင်ရှိတတ်တယ်။မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာနေထိုင်ကြည့်ဆက်အမယ်။ 9ရက်နေ့ကငွေကြေးကန်ကောင်းမယ်စူပောင်းလုပ်ငန်းချိုးပေးမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ်6ရက်နေ့ရှင်ပြေမှုမှန်သမျှအောင်မြင်ခြင်းရှိမယ်ငွေတော့အကုန်ကြမြမယ်9ရက်နေ့မှာရံပတိပက္ခတွေကြားရဖြစ်သန်းရမယ်ခရီးပြည့်သူတွေနဲ့တွေ့တဲ့တဲ့စိတ်နှောက်ရှင်မြတ်တဲ့တဲ့တပတ်တာကာလအတွင်းဇာတာပရိနေဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးပြီးတော့တနင်္ဂနွေတနင်္လာနေ့မွေးသူများကြောင့်စိတ်နှောက်ရှင်လေးတွေရှိတတ်ပါတယ် အနဲ့ရောင်ပြာရင်ရောင်နှက်ပြာရောင်တို့ကိုအကျိုးပေးရောင်များဖြင့်သုံးဆွဲနိုင်ပါတယ်။နံပါတ်၈ခုကိုကနန်းနေအကျိုးပေးပါတယ်။အပြာရင်ရောင်နှက်ပြာရောင်ဒီရောင်တွေနဲ့အနဲ့ရောင်တို့ကို တနေ့တာတပတ်တာအကျိုးပေးရောင်များဖြင့်သုံးဆွဲပြီးတော့ရက်တိုင်းနေတိုင်းတပတ်တွင်သုံးဆောင်ဆောင်ရွက်ခြင်းဖြင့်ကောင်းခြင်းကံကြမ္မာတွေကို ရရှိကြိုးပမ်းသွားနိုင်ပါတယ်။ကောင်းခြင်းကံကြမ္မာများရစေရန်စပေပန်းဖရာလူရဲ့တို့ရာဆုတောင်းပါ။ကျေးဇူးတင်ပါတယ်။